အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျမ်းမာရေးအတွက်အထောက်အကူပြုသည့်တဘာဝဆေးဖက်ဝင်ပင်ဖြစ်တဲ့ဆေးမြင့်ခွာရွက်ရဲ့အကျိုးအာဏိသင်များကိုမျှဝေပေးမှာဖြစ်ပါတယ်။တဉ္ဉဏ်ရည်နဲ့မှတ်ဉဏ်ကိုမြင့်တင်ပေးခြင်း။အုံနောက်လှုပ်ဆောင်မှုကိုအားပေးပြီးအာယုံစုဆိုင်နိုင်စွာမှတ်ဉဏ်နဲ့တင်ယူနိုင်စွာကိုတိုးတက်စေပြီးအာယုံကြောဆဲများပြန်လည်ပြုပြင်ရာတွင်အထောက်အကူဖြစ်စေသည့် Trade Panel ချက်ပေါင်းများပါဝင်သည်။နှင့်အနာကျက်မြန်စေခြင်း အရေပြားဆက်များကိုလှုပ်ဆော်ပေးကကော်လာဂင်ထုတ်လုပ်မှုကိုတိုးမြင့်စေသည်။ပြန်ရည်ကျုံများအားတံမာစေပြီးဒံယာမီလောင်နာဝက်ချံနှင့်အမာရွတ်များကုသရာတွင်အသုံးဝင်သည်။သုံးရောင်ရမ်းမှုကိုလျှော့ချပေးခြင်း။အန်တီအောက်ဆီဒင့်ဂုဏ်သတ္တိများဖြင့်ခန္ဓာကိုယ်အတွင်းရှိရောင်ရမ်းမှုများဥပမာအစစ်ရောင်အရေပြားယောဂါကိုတတ်တာစေသည်။လေးစိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုလျှော့ချပေးခြင်း။ တဒါထုချက်အဖြစ်လှုပ်ဆောင်ကစိတ်ဖိစီးမှုဟော်မုန်းကော်တီဆိုကို ထိန်းချုပ်ပေးပြီးစိတ်ငြိမ်ချမ်းမှုကိုဖြစ်စေသည်။ကဘာဟော်မုန်းလှုပ်ရှားမှုကိုအားပေးခြင်းဖြင့်စိုးရိမ်စိတ်ကိုလျှော့ချပေးနိုင်သည်။ငားအရေးပြားကျန်းမာရေးအရွယ်မတိုင်မီအိုမင်းခြင်းကို ကာကွယ်ရန်ဆဲများကို ပြန်လည်အနုပြုစေသည်။အရေးပြားတင်းရင်မှုဆိုထိုင်းမှုကိုမြင့်တင်ပေးပြီးဝက်ချံချောက်တွေသောအရေးပြားနှင့်ကွဲအကျိတ်များအတွက်ထိရောက်သည်။ချောက်သွေးလက်ပတ်မှုကိုကောင်းမွန်စေခြင်း သွေးကြောနေရံများကိုတမ်းမာစေပြီးသွေးခဲခြင်းသွေးပြန်ကြောထုံးခြင်းကိုကာကွယ်ပေးသည်ခြေထောက်ရောင်ခြင်းကိုတတ်တာစေသည်ခုနှစ်အသေးကိုကာကွယ်ပေးခြင်းအသေးစဲပျက်စီးမှုကိုကာကွယ်ပြီးထက်ပေါင်းစိတ်တင်ခြင်းမှတန့်စင်ပေးသည်တတိပြုရန်လိုအပ်သည့်ထက်ပုံမစားသုံးပါကခေါင်းကိုက်ခြင်းမူးဝေခြင်းစသည့်ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်ကိုဝင်ဆောင်နှင့်လူတိုက်မိခင်များဆရာဝန်နှင့်တိုင်ပင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်